ဟိုသွားကျင်တာပကံသွားကျင်တယ်စီးနေတာမော်လမြန်ရထားစီးနေတယ်ဒီလိုမျိုးပုံစံနဲ့ဖြစ်နေတယ်ဗျာပြောင်းပြေးစီးပွားမှာဟယ်လိုအားလုံးပဲမင်္ဂလာပါ The Run Official အနေနဲ့ကြိုဆိုလိုက်ပါတယ်ပြောင်းပြေးရဲ့ဈေးကွက်ကဖွင့်တာကတစ်ပတ်လောက်တော့ရှိပြီဆိုတော့အဲ့ဒီပြည်မြလေးရဲ့အတင်းကြီးတော်တော်များများကဒါတိုက်စစ်မှုတွေလိုအပ်နေရပေါ့လေအဲ့တိုက်စစ်မှုတွေကတော်တော်များများလိုအပ်နေတယ်အတင်းကြီးတိုင်းလိုလိုအပ်နေရအဲ့ဒါ Manchester United အတင်းမှာလည်းဒါ Joshua Zirkzee နဲ့ Rashford White လမ်းရှိနေပြီမဲ့သူတို့နှစ်ဦးကိုရောင်းပြီးတော့ဒါတိုက်စစ်မှုအသစ်ခေါ်ချင်နေတယ်ဒါကျွန်တော်တို့ဘက်ကလည်း ်ဒါဝန်နူးနဲ့ကထွက်မှာဆိုတော့တိုက်စင်မှုတွေလိုအပ်နေတယ်။ချယ်ဆီကလည်းခရစ်စတိုကအန်ကူကိုရောင်းချမှာဖြစ်တဲ့အတွက်တိုက်စင်မှုတူလိုအပ်တယ်။အာဒါဒီလက်ကိုခေါ်ထားသည့်တိုင်အောင်နောက်ထပ်တူလိုချင်သေးတယ်ပေါ့လေ။အဲပြီးတော့နောက်ထပ်အာဆင်နယ်အတင်းဆိုရင်လည်းပြီးခဲ့တဲ့ရာသီကတိုက်စင်မှုမရှိဘဲနဲ့သူတို့ဖျက်ဆီးခဲ့ရတယ်ပေါ့လေ။ဒီလိုမျိုးတိုက်စင်မှုတွေလိုအပ်နေတဲ့ဈေးကွက်ထဲမှာလည်းတိုက်စင်မှုတွေရရှိတယ်။ဒါပေမဲ့အပြောင်းအရွှေ့ကဒီနေ့ချိန်ကြီးကိုဖြစ်မလာဘူးပေါ့လေ။ဒါကဘာဖြစ်လို့လဲဆိုတော့တချို့ကသာသမားတွေက ဒီမတန်တစိတွေတောင်းလာရရှိရတယ်ရေသွေးရှိရတိုက်ဆင်မှုတွေလည်းဈေးကွက်မှာရှိနေတယ်လိုချင်နေတဲ့အသင်းတွေလည်းရှိရဒါပေမဲ့အပြောင်းအရွှေ့ကဒီနေ့အချိန်ထိဖြစ်မလာဘူးပေါ့လေဒါကဘာဖြစ်လို့လဲဆိုတော့ဒီကစားသမားတွေနဲ့ပတ်သက်တဲ့အပြောင်းအရွှေ့ကြီးပေါ့လေဒီအပြောင်းအရွှေ့ကြီးနဲ့ပတ်သက်ပြီးတော့ကအပြောင်းအရွှေ့ကြီးဒီအပြောင်းအရွှေ့ကြီးနဲ့ပတ်သက်ပြီးတော့ကဒီအပြောင်းအရွှေ့ကဖြစ်မလာဘူးပေါ့လေဆိုတော့ခတ်တော့ခတ်တယ်ဗျဒီအပြောင်းအရွှေ့ရာဒီမှာကဒီအပြောင်းအရွှေ့ဈေးကွက်ထဲမှာကဒီကစားသမားတွေလည်းရှိတယ်လိုချင်နေတဲ့အသင်းတွေလည်းရှိပါလျက်နဲ့အပြောင်းအရွှေ့ဈေးကွက်ဖြစ်မလာဘူးအပြောင်းအရွှေ့ကြီးကဖြစ်မလာဘူး ဒါကဘာဖြစ်လို့လဲဆိုတော့သူတို့ကိုတတ်မှတ်ထားတဲ့ပြောင်းရွှေ့ဈေးကြောင့်ပဲအဲစဉ်းစားကြည့်ဗျာဒီ Hugo Ikitiki ဆိုရင်ဖနစ်ကမှဒါ PSG တင်းကနေပြီးတော့ဒါပြောင်းလာတယ် front back ကိုပြောင်းတော့ကလည်းစက်ကြောင်တန်းနေပဲဒါ front back ကိုပြောင်းလာတယ် front back မှာဒါတက်နစ်ကစားတယ်ပေါ့လေ front back မှာတက်နစ်ကစားတယ်တက်နစ်ကစားပြီးတော့သူခြေစွမ်းပြတယ်ခြေစွမ်းပြပြီးတော့အာဒီနှစ်မှာဆိုရင်ဒါ United ကရောအာဒါ Liverpool ကရောဒါခေါ်ကျင်နေပေါ့လေအဲ့လိုမျိုးအတင်းကြီးတွေလည်းတောက်လျှောက်လိုက်လာတယ်ချက်စီကောက်လိုက်တယ်တောက်လျှောက်လိုက်လာတဲ့အချိန်မှာဒီကစားသမားကိုတန်းတရာတောင်းတယ် စင်းလာကြည့်ပြဒါကမဖြစ်သင့်တဲ့ပြောင်းချွေကြည့်ပြတန်60တန်80လောက်တောင်းနေဆိုရင်တော့ပြောလို့သူကတန်တင်ရဆိုတော့တော်တော်လေးများတဲ့ပမာဏသူကသာသမားကိုတန်တင်ရပေးဖို့တော့ကကြတော့ဒါဘယ်ဘယ်အသင်းမှလည်းပြီးမှာမဟုတ်ဘူးဒါကဖြစ်လည်းမဖြစ်သင့်ဘူးပြဒီကသာသမားကိုတန်တင်ရပေးအောင်ဒီကသာသမားကခရစ်စတီယာနိုလည်းမဟုတ်ဘူးဒီကသာသမားပြီးမက်ဆီလည်းမဟုတ်ဘူးပြဘယ်သူမှဒီကသာသမားကိုမျက်လုံးဆုံးပြီးတော့တန်တင်ရပေးမှာမဟုတ်ဘူးရှင်းမှလည်းတာဂါရီရရှိခဲ့ပြီးသားဗျရှင်းမှလည်းဒီလိုမျိုးဟိုတန်တင်ရနီဘာပေးပြီး United ဆိုရင်ရှင်းမှအန်တိုနီကိုပေးခဲ့တယ်ဆန်ချိုကိုပေးခဲ့တယ်ပြီးဘာမှဖြစ်မလာဘူးဒီလိုမျိုးဖြစ်တဲ့အတွက်သူတို့ကလည်းထပ်ပြီးတော့ပေးမှာတော့မဟုတ်တော့ ဒါတွေကအပြောင်းအလဲနဲ့ပတ်သက်ပြီးတော့ဒါအကျန်ကြစီတဲ့အဓိကအချက်တွေပေါ့လေနောက်ထပ်တိုက်စင်မှုတွေတကယ်တန်တဲ့တိုက်စင်မှုတွေလို့ရှိပါရင်ဈေးွက်ထဲမှာကြတော့တကယ်တန်တဲ့တိုက်စင်မှုတွေရှိတယ်ဥပမာဘင်ဂျမင်ဆက်ဆိုလို့ဖြစ်တဲ့ယောဂူရက်လို့ဆိုရင်ဒါတကယ်တန်တယ်လို့ပြောရမယ်ဘင်ဂျမင်ဆက်ဆိုဆိုရင်ဒါငငယ်လေးပဲရှိသေးတယ်သူသက်ဆိုရင်ဒါ27 20နဲ့ဝန်းကျင်ပဲရှိသေးတယ်သူ့ကိုပေါင်းတန်း80တောင်းထားတယ်အာဗီလက်စကဒါပေမဲ့အာဆင်နယ်ကမပေးဘူးခန္ဓာကဗျာကစားသမားကတန်တယ်ဆိုရင်လည်းအသင်းကမပေးပြင်ဘူးတတင်းကလိုချင်နေပြီဆိုရင်လည်းကစားသမားကမတန်တဲ့စိတ်ဖြစ်နေပြန် ဒါကအတင်းတွေနဲ့ကစားသမားတွေကြားမှာရှိတဲ့ဒါနှလုံးနဲ့တောင်းမကြက်နေတဲ့အရာတွေပေါ့လေဟိုလိုချင်တဲ့အတင်းလည်းရှိတယ်ပြောင်းချင်တဲ့ကစားသမားလည်းရှိတယ်ဒီအတင်းကိုပဲပြောင်းချင်တယ်ဒါပေမဲ့အတင်းဘက်ကကြောက်လေဒီကစားသမားကိုတော့လောက်မတက်အောင်ဆိုပြီးမခေါ်ဘူးအမအာဆင်နယ်အသင်းဆိုရင်ဂူဒီယာဒီမှာသူတို့လိုအပ်နေတာတိုက်စင်ကိုခေါ်လိုက်တာကဆူရီမန်ဒီကွန်းတယ်ဘာမှမစားဘူး။ဒါကတော့သူတို့အသင်းကိုဒါဝေဖန်တာတော့မဟုတ်ဘူး။ဒါကျွန်တော်ကျွန်တော်အမြင်ပြပြတာပေါ့လေ။သူတို့လိုအပ်နေတာကဒါတိုက်စင်ကိုလိုအပ်နေရ သူတို့မှတိုက်စင်မှုမရှိဘူး။ဂါဘီယယ်ဂျီဆတ်တို့၊ကန်ယာဘတ်တို့ဆိုရင်ဒါတိုက်စင်မှုစစ်စစ်တွေမဟုတ်ကြဘူး။ဂါဘီယယ်ဂျီဆတ်ကတော့တိုက်စင်မှုပဲထားပါတော့။သူ့ကိုလည်းအားကိုးနေလို့မရဘူး။တကယ်တိုက်စင်မှုတယောက်ကိုလိုလိုရတဲ့အာဆင်နယ်အသင်းနဲ့။လိုချင်နေတာကပရီးမီးယားလိဂ်နဲ့ချန်ပီယံလိဂ်ကိုလိုချင်နေတယ်။တိုက်စင်မှုကိုဒါတိုက်စင်မှုတယောက်ကိုတန်း80လောက်ပေးပြီးခေါ်ရမှာကြတော့ဒါပတ်စံအကုန်မခံကြဘူး။အဲ့လိုမျိုးပုံစံဖြစ်နေတယ်။ဟိုသွားကျင်တာပကံသွားကျင်တယ်စီးနေတာမော်လမြန်ရထားစီးနေတယ်ဒီလိုမျိုးပုံစံနဲ့ဖြစ်နေရပြောင်းပြေးစီးပွားမှာ တကယ်ပြောရတာတော့ကတ်တယ်ပြင်ကျွန်တော်တို့လီဗာပူးအတင်းဆိုရင်အခုလက်ရှိမှာကျွန်တော်ပြောင်းရွှေ့အပြောင်းရွှေ့ဖြစ်နေတယ်ပရမီယာကောဖရင်ဘောင်ဝန်နာမီလိုကမီလိုကာကတ်ကိုတိတ်မကြခင်ကပြောင်းရွှေ့ကဖြစ်တော့မှာပေါ့လေဒီပြောင်းရွှေ့နေမှာဆိုရင်ဒါပရမီယာကိုခေါ်လိုက်တယ်ပေါင်တန်းတရာကျွန်တော်ဒါတို့ခေါ်လိုက်တယ်အဲဒါမီလိုကာကတ်တို့ပါလို့ထပ်ပြီးတော့ခေါ်တာဒါပေမဲ့ကျွန်တော်တို့အတင်းမှာကအဓိကလိုအပ်နေရတာကဗျာတိုက်စစ်နေရလိုအပ်နေသေးတယ်ဘာလို့လဲဆိုတော့ပြီးခဲ့တဲ့ရာသီမှာကျွန်တော်တို့ရဲ့တိုက်စစ်က twin ကို16ဘူပဲရခဲ့တာဒါဒါဝင်နုနဲ့ဂျူတာအစီက twin ကို16ဘူပဲရခဲ့တာ အကျန်တဲ့သွင်းကိုတွေအကုန်လုံးကသွင်းကို123ကိုရခဲ့တာဆိုပေမဲ့ကျန်တဲ့သွင်းကိုတွေအကုန်လုံးကတခြားနေရာတွေကပဲရခဲ့တာအဓိကတိုက်စစ်နေရာကသွင်းကို16ကိုပဲရခဲ့တာဒါကမိုဟာမက်ဆာလာကပြီးခဲ့တဲ့ယာစီမှာအရန်ကောင်းခဲ့လို့အရန်ကောင်းတဲ့ယာစီတစ်ခုဖြစ်ခဲ့လို့အကယ်၍ဒီယာစီမှာဒါမိုဟာမက်ဆာလာကအဲ့လိုမျိုးမဖြစ်ခဲ့ဘူးဆိုရင်တို့ဘယ်လိုလုပ်ကြလဲဒါကလည်းကျွန်တော်တို့အသင်းရဲ့လိုအပ်ချက်ပေါ့လေတကယ်ဆိုရင် Florian Riyad ကလိုအပ်လာဆိုတော့ Florian Riyad ကိုအမှန်တမ်းပြောမှဆိုတော့ကျွန်တော်တို့အသင်းမှာကပြင်းပြလေးကိုလိုချင်ုံနဲ့ Florian Riyad ကိုတော့မလိုအပ်ဘူး ဒါပေမဲ့ဥရောပအောင်မြင်မှုတွေလို့အကျင့်နေဆိုရင်တော့ဒါဒီကစားသမားကခေါ်တာကတော့ဒါတင့်တော်လေးလို့ပဲပြောရမှာပေါ့လေအဲကျွန်တော်အတင်းမှာလည်းဒါကိုရီကပ်ဖို့ရှိတယ်သူတို့ရဲ့ program ရုပ်ကိုဘယ်ညမှာထားဆောင်ပါလေတော့ဝူချင်ကြီးတော့ဒါမသိဘူးပေါ့လေအတင်းရဲ့ rival မှာဆိုရင်လည်းဒါမိုဆာလာရှိပြီးသားအတင်းရဲ့ lerin မှာဆိုရင်လည်းဒါကိုရီကပ်ဖို့ရှိတယ်ဒူဝစ်တီရရှိတယ်အခု program ရပြောင်းလာပြီဆိုရင်ကေရီ program ရကလက်ဝူးမှာကစားမယ်ဆိုရင်၃ယောက်ရှိတယ်။ဒါမှမဟုတ် first seven nine လား first seven nine ဆိုရင် dominate ဆိုလို့စလားရှိတယ်ဗျ။ ကားတွေဂျုံနေရှိတယ်။ဒီကစားသမားနှစ်ယောက်ကိုလိုင်းနှံ့အောက်ပြီးတော့ဒါဖရန်ရီယက်ကိုတုံးပါလား။ဒါကတော့ဒါဖြေရှားမှာပေါ့လေ။တကယ်တကယ်တော့လူနေတော့ကတိုက်စုံမှုလုံနေတာ။ဒါဘူတော့တိုက်စုံမှုတော့ဒီဒီကျခေါ်ထားခြင်းမရှိဘူး။လဇနာအိဆက်ကိုစိတ်ဝင်စားနေရဆိုပြီးတော့ဒါသတင်းတွေထွက်နေတယ်ပေါ့လေ။ဒါပေမဲ့ဒီအပြောင်းအရွေ့ကဖြစ်ဖို့တော့ကလည်းတော်တော်လေးမလွယ်ဘူး။ဘာဖြစ်လို့လဲဆိုတော့လဇနာအိဆက်ကိုယူကဆက်ကလိုချင်တာကပေါင်တန်း150လိုချင်တယ်။ယူရိုတန်း200နီးပါးလိုချင်တယ်။ဒီအပြောင်းအရွေ့ကလည်းဒီကစားသမားက တန်တာကတန်ပေါင်တန်း100လောက်ပဲတန်တယ်ဒါပေမဲ့သူတို့လိုချင်တာက150လိုချင်တယ်အဓိကကပြောင်းရွှေ့ကြီးတွေကဟိုမတန်တစည်းတွေတောင်းနေသလိုကြီးဖြစ်နေတယ်အာလာဇန္နာအိဆက်ကောင်းတာမှန်တယ်တကယ်ကောင်းတယ်လာဇန္နာအိဆက်ကတော်တော်တကယ်ကောင်းတဲ့ကစားသမားပြီးခဲ့တဲ့ရာသီမှာလေသူကပြောင်းရွှေ့ကြီးတွေကဟိုမတန်တစည်းတွေတောင်းနေသလိုကြီးဖြစ်နေတယ်အာလာဇန္နာအိဆက်ကောင်းတာမှန်တယ်တကယ်ကောင်းတယ်လာဇန္နာအိဆက်ကတော်တော်တကယ်ကောင်းတဲ့ကစားသမားပြီးခဲ့တဲ့ရာသီမှာလေသူတော်တော်တောက်ချောက်ခြေလမ်းပြခဲ့တယ်သူ injury အနေနဲ့ကြောင့်ပွဲတော်တော်များများလည်းလွဲတယ်။ဒါပေမဲ့သူ့ရဲ့ twin goal ကနှုံးကပြန်လာတဲ့အချိန်မှာလည်းသူ ဒဏ်ရာပြန်သက်သက်လာခြင်းပဲအတွင်းကုန်လုံးကကျမသွားဘူးတကယ်ကောင်းတဲ့ကစားသမားဒါပေမဲ့ဒီကစားသမားကိုပေါင်တန်း150လောက်ဒီတောင်းလာတော့နည်းနည်းတော့များတယ်ဗျတကယ်တမ်းဆိုရင်ဒီကစားမရဲ့ market value ကတော့ပေါင်တန်း120လောက်ပဲရှိတာသူတို့မတက်ကပေါင်တန်း130လောက်တောင်းနေဆိုတော့လက်ခံပေးလို့ရသေးတယ်။ဒါပေမဲ့ဒီကစားမကိုလီဗာပူးတင်းကဒါလိုချင်နေတယ်။ဒါဒီကစားမကလီဗာပူးတင်းကိုသွားချင်နေတယ်။ဒီပြောင်းချက်ကလည်းမကြခင်အဖြစ်နာနိုင်တာဖြစ်မလာနိုင်ဘူးလားဆိုတော့ကျွန်တော်ကြည့်ရမယ်ပေါ့လေ။ နောက်ထပ် Chelsea အတင်းမှာဆိုရင်ဒါသူတို့ Crystal Palace အန်ကူကူကိုသူရောင်းမယ်အဲနောက်ထပ်ဒီလက်ရှိတဲ့အပြင်ကမှနောက်ထပ်တိုက်စုံမှုတူတိုးခြင်းနဲ့အဲဒါကြောင့်မလို့သူတို့ဟူဂိုအီဂီတကီကိုလိုက်တယ်နောက်ထပ်ရင်းဗတာဗီတာအော်စမန်ကိုလည်းလိုက်ခဲ့တယ်ဒါပေမဲ့တယောက်မှမရခဲ့ဘူးပေါ့လေဗီတာအော်စမန်ဆိုရင်လည်းဒါအစားအမြင်မှမှုကြောင့်သူတို့အဆင်မပြေဘူးအခုဟူဂိုအီဂီတကီဆိုရင်လည်းပေါင်တန်းတရာတောင်းတယ်ဒါကြောင့်မလို့သူတို့ဒီတိုက်စင်မှုရှာဖွေနေတဲ့နေရာမှာသူတို့နည်းနည်းလေးကြန့်ကြာနေတာပေါ့လေနောက်ထပ်ရေခွက်ထဲမှာဒါတိုက်စင်မှုကောင်းနေရှိသေးရှိတယ်ပေါ့လေ ဗီတာအော်စီမန်တို့ပါရှိအောင်မယ်ဗီတာအော်စီမန်ဆိုရင်လည်းဗီတာအော်စီမန်တို့ကိုလိုမူဝါနီတို့ရှိတယ်အဲဗီတာအော်စီမန်ဆိုရင်လည်းဒီစားသမားကိုဒါနာပိုလီကပေါင်တန်း60အထိတောင်းထားတယ်ပေါင်တန်း60ကဗီတာအော်စီမန်ဟိုပြောင်းချိန်ကြီးမှာတော့များလားဆိုတော့မများဘူးဒါပေမဲ့ဒီစားသမားကမကြောက်နာတန်ရရတဲ့စားသမားဖြစ်ဖြစ်အသက်ကလည်း25နှစ်26နှစ်ရှိနေပြီဒါပေမဲ့သူ့ရဲ့လဆာကအရန်မြင့်နေပေါ့အရန်များတယ်ဒီလောက်ကိုခေါ်ဖို့အတွက်ကကြတော့ခေါ်ယူခြင်းနဲ့အသင်းတွေကနည်းနည်းလေးဒါလက်တွန့်ကြည့်နေတယ်ပေါ့လေနောက်တဲ့ဈေးကွက်တွေမှာဘိုလိုမူဝါနီရှိတယ်ပေါ့လေ ါ PG အတင်းကနေပြီးတော့အာဂျူမင်းတက်ကိုအငှားချရတဲ့ကိုလိုမူဝမ်းနဲ့ရှိရယ် PG အတင်းကဒီဇာသမားကိုတိတ်ချပေါ့ကြောင်းမယ်ဒီဇာသမားကိုဒါ PG ကနေပြီးတော့ခေါ်လုံးကတော့ဒါပန်းတန်း60အထိပေးပြီးတော့ခေါ်ခဲ့တာဗောလေပန်းတန်း60အထိပေးပြီးတော့ခေါ်ခဲ့တယ်သူတို့ရဲ့အတင်းမှာအဆင်မပြေတော့သူတို့အဂျူမင်းတက်ကိုသူတို့အငှားချခဲ့တယ်ဒီဇာသမားကဒီခေါ်မယ်ဆိုရင်ပန်းတန်း50လောက်နဲ့ဆိုအဆင်ပြေတယ်တန်း50လောက်တန်း50လောက်နဲ့ဆိုတော့မှဒီဇာသမားကပြောင်းရွှေ့ဖြစ်မယ်လို့ထင်တယ်အဲ့တော့ဒီဇာသမားကကောင်းတယ်လို့ပြောမှာဘာလို့ဟိုနေ့ကသူဟတ်ထရစ်ရသွားတဲ့ ပွဲမှာလည်းသူခေါင်းလိုက်ကိုင်းနေတာအထွေရခဲ့ဒီသားမှတကယ်ကောင်းတဲ့သားမှဒီသားမှကိုဘာဖြစ်လို့မလိုချင်တာလဲပြင်းပြလေးတင်းနေကဒီသားမှကိုဘာဖြစ်လို့မကမ်းနိုင်တာလဲမလိုချင်တာလဲဒါကလည်းဒီအတင်းကြီးကိုဒါမေကွန်းထောင်းအောင်ပဲပါလို့လေတကယ်မတန်တဲ့သားသမားတွေကိုကြတော့အသေးအတန်လိုက်ချင်တယ်အသေးအတန်လိုချင်တယ်ဟောတကယ်တန်တဲ့သားသမားတွေတကယ်ရတကယ်အဆင်ပြေနိုင်မဲ့သားသမားတွေကြောင့်လည်းသူတို့ကမခေါ်ချင်ဘူးဖြစ်နေတကယ်တမ်းဆိုရင်တော့ Vita Osman က Vita Osman နဲ့တန်တယ်ဒါ Benjamin Sasso လည်းတန်တယ်အဲ့ပြီးလို့ရှိရင် Vita Yogurt Vita Yogurt ဆိုရင်လည်းဒီပေါင်တန်း80တောင်းထားတယ် အစားကတော့ပေါင်တန်း65တန်းနဲ့ sporting lisbon ကအာဒါသဘောတူထားတာဗောလေဖြောက်ကောက်ကင်းကြည့်အောင်ရမယ်ဆိုပြီးတော့နောက်ပိုင်းမှာတော့ပေါင်တန်း65တန်းမဟုတ်ဘူးအာသူတို့ဒီပေါင်တန်း80အထိဒါတိုးပြီးတော့တောင်းထားတယ်ဒါလည်းတန်ပီတာယောဂုရောက်လည်းဒါသူကတန်လို့ပဲပြောအောင်ပါဗောလေဘာလို့ဆိုအာဆင်နယ်တင်းကလည်းဒီသမားကိုလိုက်တယ်မန်ယူနိုက်တက်ကလည်းလိုက်တယ်မန်နက်ကလိုက်တဲ့မှာမန်နက်တို့သူပယ်ချလိုက်တယ်ချန်ပီယံလိမကစားရတာဖြစ်တဲ့အတွက်ပယ်ချလိုက်တယ်။ဒါအာဆင်နယ်အသင်းကိုသူပြောင်းခြင်းတယ်။ဒါပေမဲ့အာဆင်နယ်အသင်းကဒီကစားမှာကိုပေါင်ပန်းရှိတယ်မပေးခြင်း ချန်ပီယံလိဂ်လိုချင်နေတဲ့တသင်းကချန်ပီယံလိဂ်လိုချင်နေတဲ့အသင်းပရီးမီးယားလိဂ်ကိုပြန်ပြီးတော့လိုချင်နေတဲ့အသင်းကဒေသမှောက်ကိုပေါင်တန်း80မပေးနိုင်ဘူးဘင်ဂျမင်ဆက်ဆိုလိုကဒေသမှောက်လည်းပေါင်တန်း80မပေးနိုင်ဘူးဒါအာဆင်နယ်အသင်းကဒီရတယ်မှာဘယ်လိုကဒေသမှောက်ကိုပေါင်မှာလဲတော့မသိဘူးပေါ့လေပိုက်စင်မှုအတွက်ဘယ်လိုကဒေသမှောက်ကိုစဉ်းစားနေတာလဲဆိုတော့မသိဘူးပေါ့လေပြောရမယ်ဆိုရင်တော့အဲဒီပြောင်းချိန်စီကမှာဗီတာအော်စီမန်လေးပေါင်တန်း60နဲ့တန်းတယ်ဗီတာအော်စီမန်ပေါင်တန်း60တက်မှတ်တာဒါလက်ခံပြီးလို့ရတယ်ပြီးရင်ဘင်ဂျမင်ဆက်ဆိုကိုလည်းဒါပေါင်တန်း80တောင်းတာဒါတန်တယ်လို့ပြောရမယ် ါပြီးလို့ရှိရင်ဒါပီတာရော့ဘူးတို့ကိုပေါင်တန်း80တောင်းထားတယ်ဒါတန်တယ်လို့ပြောအောင်ကိုလိုမူအန်နီကိုပေါင်တန်း50ဝင်ကျင်လောက်သတ်မှတ်ထားတယ်ဒါတန်တယ်လို့ပြောအောင်ပါလို့ကိုကိုအီဂီတီဂီကိုတော့ပေါင်တန်း100တီးသတ်မှတ်ထားဒါများလုံးနဲ့ကြာသမားကပုံမှန်တိုင်းဆိုပေါင်တန်း50 60ဝင်ကျင်လောက်ပဲတန်တယ်ဆိုတော့ဒါပေမဲ့ပေါင်တန်း100တောင်းထားတာတော့တော်တော်လေးများတယ်အလန်ဇနာအီဇက်ကတော့ပေါင်တန်း100တီးတော့ဒါများလုံးနဲ့လို့လို့ထင်တယ်တကယ်တမ်းဆိုရင်ဒီစားသမားကပေါင်တန်း100ဝန်းကျင်တော့130တန်း30တော့ပဲတန်းနေကြတာသမားညီကိုလိုဘယ်လိုမြင်ကြလဲကိုမမတစ်ချက်လောက်ဝင်အောင်မှတ်ချက်ပေးသွားပါဦးကျေးဇူးများကြီးတင်ပါ